ဘောလုံးချင်းညီကိုလည်းအားလုံးပဲမင်္ဂလာပါ။နေကောင်းကြမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်၃ပွဲရှိပါတယ်။ဒီပွဲစဉ်တွေကတော့တနင်္လာနေ့ညမှာကံမဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ပထမဆုံးရွေးချယ်ထားတဲ့ပွဲကတော့ Crystal Valley နဲ့ Northern Forest တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲကတော့ညနေနိုင်မှာကံမဲ့ပွဲစဉ်ဖြစ်ပါတယ်။ Crystal Valley အသင်းက level 50ရှုံးနဲ့ကိုပေါင်းကြီးနှလုံး90ရှုံးဆိုမှပေးထားတာတွေ့ရပါတယ်။ လက်ရှိဇေယျအနေထားကိုကြည့်မယ်ဆိုရင်ခရစ်စတာဘဲလီအသင်းကတော့အဆင့်7နဲ့မှရှိတယ်45မှရရှိထားပါတယ်ကျွန်တော်တို့တန်ငင်းဆောင်ကတော့လွတ်သွားပြီပေါ့ဗျာ Nottingham Forest ကိုကြည့်မယ်ဆိုရင်အဆင့်6မှရှိပါတယ်ရမ60ရထားတယ်ပေါ့နော်သူအောက်မှာ Aston Villa ရမ60ရှိပါတယ်ပေါ့နော်အဲကျွန်တော် Champion League ဝင်ခွင့်တနေရ Europa League ဝင်ခွင့်တနေရပေါ့နော်ဒါကျွန်တော်အပြိုင်ဆိုင်ဖြစ်နေတာတွေ့ရတယ်ပေါ့ဗျာ လက်ရှိကျွန်တော်တို့ Northern Forest ကတော့အဝေးကွင်း Gara Farm ကိုကြည့်မှဆိုရင်အဝေးကွင်းမှာဒီအသင်းကအဆင့်၃မှာရှိတယ်ပေါ့နော် table မှာဆိုရင်16ပွဲကန်ထားတယ်9ပွဲ9နှစ်ပွဲတေ6ပွဲရှုံးထားတာလည်းတွေ့ရတာပေါ့နော်29နဲ့9မှာရထားတာလည်းတွေ့ရတယ်ပေါ့ဗျာဒီနှစ်သင်းရဲ့ပထမအကြောရုံးကတော့ Northern Forest ကသူ့ကွင်းမှာ 1D ဆိုတဲ့ရက်လက်နဲ့အနိုင်ယူထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် Crystal Palace အသင်းတော်တော်လေးကောင်းပါတယ် ဒါ Chris Wood ရဲ့65မိနစ်မှာတွင်ကုန်နဲ့နိုင်ခဲ့တယ်ပေါ့ဗျာအပလင်းမှာဆိုရင်တော့သူတို့ရဲ့အဓိကကစားသမားတွေဆိုလို့ရှိရင်ကျွန်တော်မတက်တာရှိမှာဗျာမတက်တာဆိုရင်14ခုထည့်ထားတယ်စာ9ခုထည့်ထားတယ်လို့ easy က4ခုထည့်ထားတယ်ပေါ့နော်ဘောလုံးဖန်တီးမှုပိုင်းမှာဆိုရင်လည်း easy က6ကြိမ်လောက်ထားတယ်ပေါ့နော်ပင်မှုနဲ့ကွင်းလကစားသမားတိ၄ကြိမ်လောက်ထားတယ်ပြီးရင်စာ၄ကြိမ်လောက်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီကစားသမားတွေကတော်တော်လေးဘယ်လိုပြောမလဲ တောင်းတာတွေးရတာဗောနော်တယောက်နဲ့တယောက်တော်တော်လေးနားလည်မှုရှိတယ် easy ဆိုရင်ဘောလုံးလည်းဖန်တီးပေးနိုင်တယ်လို့ကိုယ်လည်းတွင်းနိုင်တယ်တွေးရတာဗောနော် Northern Forest ဘက်မှာတော့သူတို့အဓိကတိုက်ဆင်မှုကတော့ Chris Wood ပဲဖြစ်တယ်ဗောနော် Chris Wood ကတော့16ခုထည့်ထားတယ်ဗောဗျာဒီဟာဒီကျွန်တော် Premier လေး16ခုထည့်ထားတဲ့တိုက်ဆင်မှုလည်းဖြစ်တယ်ပြီးရင် Alan Gar ရှိမယ် Morgan Gibbs ရှိမယ်ဗောနော်ပြီး Marello ဗောဗျာဒါကျွန်တော်နောက်တန်းမှာဆိုရင်တော်တော်လေးအားရအားရစရာကောင်းတာဗောနော်ပြီးလို့ရှင်ကွင်းလမ်းမှာဆိုရင် Anderson တို့ရှိမယ်ဗျာ ဒါကျွန်တော်တို့ဒါ line နဲ့ထွက်တဲ့ချိန်တိုင်းတစ်ချက်လေးစစ်ဆေးဖို့လိုတယ်ပေါ့နော်။ကစားသမားရဲ့ song line ပါမပါဆိုတာဒါတစ်ချက်လေးစစ်ဆေးကြည့်ပေါ့။လက်ရှိက Crystal Palace ရဲ့ Carabao ကိုကြည့်မယ်ဆိုလို့ရှင်ဒီအသင်းကကျွန်တော် Premier League မှာနောက်ဆုံးသူဆောကရ5ဘွဲကိုကြည့်မယ်ဆိုလို့ရှင်ပေါ့နော်။တစ်ဘွဲနိုင်တစ်ဘွဲတည်နှစ်ဘွဲရှုံးထားတယ်ပေါ့နော်။နိုင်ထားတာကျွန်တော်အင်ကွဲမှာ Brighton နဲ့ဘူ2-1နဲ့နိုင်ထားတာဖြစ်ပါတယ်ပေါ့နော်။အင်္ဂလန်ပွဲစဉ်မှာဘုံမောက်ကိုတည်ဆော့ထားတယ်ပေါ့နော်။ဂျန်နဲ့၃ဘွဲကအဝေးခွင့်ပွဲစဉ်တွေလည်းဖြစ်ပါတယ် မန်စီးတီးကိုရှောင်းတဲ့နယူကာဆယ်ကိုရှောင်းတဲ့အာဆင်နယ်တို့တည်ရဆော့ထားတာတွေ့ရတယ်ပေါ့နော်။ဒါကျွန်တော် Forest လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Forest ကအဝေးခွင်းမှာတော်တော်လေးခြာတယ်လို့ပြောမှညံ့တယ်ပြောမှာပေါ့နော်။လောလောဆယ်ကာရဖောင်ရဆိုလို့ရှိရင်သူကတော့အဝေးခွင်းအိမ်ခွင်းဆော့ထားတဲ့၅ဘွဲမှာဆိုရင်နှပွဲနိုင်၃ဘွဲရှုံးထားတယ်ပေါ့ဗျာ။ဒါအဝေးခွင်းပွဲစဉ်မှာဆိုဘီလာကို2-1နဲ့ရှုံးတယ်ပြီးတော့ကျွန်တော်စပါးကတော့2-1နဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်။ ဒီနှစ်တင်းရဲ့နိုင်ဂျီရီယန်လုံးလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ခရစ်စတာပဲလေးအတင်းက45ရာခိုင်နှုန်း Forest က37ရာခိုင်နှုန်းဆိုမှပေးထားတာလည်းတွေ့ရပါတယ်။တင်းရဲ့ head to head ကိုကြည့်တဲ့အချိန်ကျတော့ဒီ head နှစ်တင်းဆော့ခဲ့တဲ့နောက်ဆုံးပေါ့နော်ကျွန်တော်ဒါ head to head မှာဆိုအများအား Northern Forest ကပဲအသာကြီးရထားတာမျိုးလည်းတွေ့ရနိုင်ပေါ့နော်။ Northern Forest ကတရည်နဲ့အနိုင်ပဲဆော့ထားတာတွေ့ရတယ်ပေါ့နော်။ခရစ်စတာပဲလေးတော်တော်လေးတိုင်ပတ်တယ်ဒီအတင်းနဲ့တွေ့ရင်ပေါ့ဗျာ။ wise ဘက်မှာဆိုလို့ရှိရင်တော့ crystal valley အနိုင်ကိုနှစ်ဆပေးထားပါတယ်တရေကို၃ဆခွဲ ော်တဲ့ forest အနိုင်ကိုတော့တုံးစားပွဲပေးထားတာလည်းတွေ့ရပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးနှမ်းမယ်လို့ပဲကျွန်တော်ထင်မိတယ်ပေါ့နော်မှာတော့နိုင်ပွဲလည်းလိုအပ်နေတယ်ပေါ့နော် champion league ဝင်ခွင့်တနေရ Europa league ဝင်ခွင့်တနေရအတွက်မျောလင်းချက်ရှိနေတဲ့ဒါ not the forest ရဲ့ပေါ့နော်ဒါ body ကြိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအောက်လည်းကြိုက်တယ်ပေါ့နော်ဂိုးပေါင်းအောက်နဲ့ not the forest body ကြိုက်ပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကိုပွဲချွတ်တုံးတက်ရမယ်ဆိုရင်တော့ဂျီရိုနာနဲ့ မာယောကာရိုရဲ့ပွဲစဉ်ဖြစ်တဲ့ဂျီရိုနာအတင်းက level 80ရှုံး၊ဂိုးပေါင်းနှလုံး30ရှုံးဆိုမှပေးထားတာလည်းတွေ့ရပါတယ်။ဆရာအနေထားကိုကြည့်မယ်ဆိုရင်ဂျီရိုနာအတင်းကတန်းစင်းဆောင်နဲ့အနီးကပ်ဆုံးမှရှိတယ်ပေါ့နော်35မှာရထားတဲ့အဆင့်ဆက်ခွန်မှရှိတာလည်းတွေ့ရပါတယ်။သူအောင်မှာတော့လက်ပါမစ်အစင်၁၈မှာယက်တည်နေပါတယ်အစင်၁၉မှာလီဂန်နဲ့၃၀တမန်နဲ့ယက်တည်နေပါတယ်ကျွန်တော်ဒီရသည် ဂျီရိုနာအသင်းရဲ့အင်္ဂွင်းကစားထားတဲ့16ပွဲကိုကြည့်မယ်ဆိုရင်6ပွဲနိုင်3ပွဲတည်9ပွဲရှုံးထားတာလည်းတွေ့ရတယ်အင်္ဂွင်းမှာ9ပွဲရှုံးထားတယ်ပေါ့နော်မာယော့ကာရဲ့အဝေးကွင်းကြည့်မယ်ဆိုရင်16ပွဲဆော့ထားတယ်6ပွဲနိုင်9ပွဲတည်10ပွဲရှုံးထားတယ်ရကူ14ကိုပဲရပြီ ပေးကို20ရှိတယ်မာယော့ကာရကူကတော်တော်နည်းတယ်အဝေးကွင်းပထမအချောလုံးကတော့မာယော့ကာကွင်းမှာမာယော့ကာ2-1နဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်။လက်ရှိဂျီရိုနာအတင်းကာရာဖောင်ကိုကြည့်မှဆိုရင် တပွဲတည်းရေလေးပွဲရှုံးဒါမှတူတော့တိုက်စစ်ကဂိုးတော့ဂိုးတော့ရနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒါလီကန်းနဲ့နဲ့ပွဲမှာဝမ်းဝမ်းဆော့တယ်ဗက်တီနဲ့ပွဲမှာ3 1နဲ့ရှုံးတယ်အိုဆာဆူနာကို2 1နဲ့ရှုံးတယ်ပေါ့နော်သူတို့ဆော့ထားတာနောက်ဆုံး3ပွဲလုံးမှာသူတို့တိုက်စစ်ကဂိုးတော့ဂိုးတော့ရထားတာတွေ့ရပါတယ်မာယောကအသင်းကိုချိန်မဲ့ဆိုရင်မာယောကအသင်းကတော့သူတို့ဆော့ထားတဲ့နောက်ဆုံးပြိုင်ပွဲဆုံး5ပွဲကာရာဖောင်ချိန်မဲ့ဆိုရင်တပွဲနဲ့တပွဲတည်း3ပွဲရှုံးထားတယ်ကိုယ်တို့ကိုရပေါ်နန်းနန်းလေးရုံးကန်နေရတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့ဒါကြောင့်မို့လဲနှလုံး30ရှုံးပေးထားတာ ਨੇ တွေ့ပါတယ်အနေထားတွေကိုကြည့်မှဆိုလို့ရှိရင်တော့ဒီနှစ်ချင်းတွေ့ကြတာနောက်ဆုံးဟတ်တူဘက်မှာဆိုလို့ရှိရင်ဂျီရိုနာနှစ်ချိန်နိုင်တယ်မာယောကနှစ်ချိန်နိုင်တယ်တခြင်းကတော့တည်အကျထားလဲတွေ့ရပါတယ်ဒီနှစ်တင်းရဲ့နိုင်ဂျီရန်တော့မှာတော့ဂျီရိုနာ90ရာခိုင်တော့မာယောက24ရာခိုင်တော့ဆိုမှာပေးထားတာလဲတွေ့ရတယ် wise to os ကိုကြည့်မှဆိုရင်ဂျီရိုနာအနိုင်ကို20တရေကို3ဆကွယ်နဲ့မာယောကအနိုင်ကို4ဆပေးထားတာလဲတွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်က ဒါနိုင်ပွဲလိုအနေနဲ့ဂျီရိုနာဘော်ဒီကြိုက်ပါတယ်ဘယ်လိုမှဆိုဂျီရိုနာဒီပွဲကိုနိုင်အောင်သွားလာမလို့ကျွန်တော်ယုံကြည်မိတယ်ပေါ့နော်ဂျီရိုနာဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ဂျီနိုအာနဲ့အစီမီလန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်အစီမီလန်အသင်းကတော့အဝေးကွင်းအသင်းကတလုံး69 390စားဆိုမှာစတင်ကြီးတွေပေးထားတာပေါ့နော် ဇယအနေထားကိုကြည့်မယ်ဆိုရင်ဂျီနိုအတင်းကတော့အဆင့်73မှာရှိပါတယ်။ဒီရသည်အီတလီစီးရီးရ34ပွဲကံပြီးပါပြီ။9နဲ့72ပွဲတည်း73ပွဲရှုံးထားတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်။39မှာ AC မီလန်အတင်းကတော့အဆင့်9မှာရှိတယ်။55နဲ့9ပွဲတည်း10ပွဲရှုံးပြီး54မှာပေါ့နော်။အဆင့်9မှာ54အဆင့်10မှာဖီယိုရင်တီနာ59ရှိတယ်အဆင့်9မှာဘိုလော့ညာ61ရှိရပါဗျာ ဆိုတော့ AC Milan အဝေးဝင်ကာရာဖောင်ကိုကြည့်မယ်ဆိုရင် AC Milan အဝေးဘက်မှာခုနှစ်ပွဲရှုံးထားတယ်ဗောနော်အဆင့်9မှာရှိတယ်10ပွဲနိုင်9ပွဲတည်ရခုနှစ်ပွဲရှုံးမှု26မှာရထားတယ်ဗောနော်အဝေးဝင်ဖောင်ဗောဗျာချီနိုကကျတော့ကျွန်တော်အိမ်ဝဲမှာဆိုလို့ရှိရင်16ပွဲကန်ထားတယ်9ပွဲနိုင်9ပွဲတည်9ပွဲပဲရှုံးထားတယ်အိမ်ဝဲမှာ9ပွဲရှုံးပြီးသူတိုက်စစ်က16ကိုရပြီးပေးကူက29ပဲရှိတယ်အတင်းတင်းဖြစ်တယ်ဗောနော်ပေးကူနဲ့တဲ့အတင်းဗောဗျာ ီနှစ်တည့်ရက်ပထမအကျော်ဇီးဇီးဆိုတဲ့ရလနဲ့ပြီးထားတာလည်းတွေ့ရတယ်။လက်ရှိဂျင်နောအတင်းရကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်ဂျင်နောအတင်းကတိုက်စစ်မှာဂိုးတကူရဖို့တော့မလွယ်ဘူးတဲ့အစင်ရောက်နေတာတွေ့ရတယ်။ဒါဦးဒင်းနဲ့ကို1ဇီးနဲ့နိုင်တဲ့ဗီရိုနာကိုဇီးဇီးဆော့တယ်ဗောနဂျူဗန်တန်1ဇီးကိုမို1ဇီးလာဇီယို2ဇီးဆိုမှာဗောနဒါသူတို့ရဲ့တိုက်စစ်ကအဆောဆော့ကတဲ့၅ဘွဲမှာတကူပဲရထားတာလည်းတွေ့ရတယ်။ AC Milan ကိုကြည့်မယ်ဆိုရင် AC Milan နောက်ဆုံးကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့ နှစ်ပွဲနိုင်တစ်ပွဲတည်ရနှစ်ပွဲရှုံးထားတယ်။သူတို့ကနောက်ဆုံး Udine ကို4စီ၊ Venezia ကို2စီ၊ Fiorentina ကို2-2ဆိုမှဆော်တာနော်။ဝေးခွင့်ပွဲစဉ်တွေမှာဆိုနှစ်ပွဲလုံးကျွန်တော်နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ Clean sheet တွေပါရယူထားတာလည်းတွေ့ရတယ်။ AC Milan ဆိုတာကတော့ကျွန်တော်ဥရောပဝင်ခွင့်တက်နေအများအားကြီးရနေတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ပေါ့နော်။ဟုတ်တယ်ဟဲ့အနေထားတွေကိုကြည့်မှဆိုဒီနေ့တင်းတွေးခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင် ဒါ AC Milan အသင်းကပေါ့နော်ကျွန်တော်၃ချိန်နိုင်တယ်ပေါ့နော်၂ချိန်တော့တည်ကြည်ကြထားလဲတွေ့ရတယ်။နိုင်ဂျီးယားရန်နုံးနေမှာတော့ကျွန်တော်တို့ဒါဂျီနိုအသင်းက27ရာခိုင်နှုန်း AC Milan 59ရာခိုင်နှုန်းပုံမှန်ပေးထားတာလဲတွေ့ရတယ်။ Vice to Osco ကြည့်မယ်ဆိုရလို့ရှိရင်တော့ဂျီနိုအနိုင်ကို9စာတည်ကို4စာ AC Milan အနိုင်ကိုပြန်ရှစ်ဆယ်ပေးထားတာပေါ့နော်1.80ဆိုမှပေးထားတာတွေ့ရတယ်။ဒီပွဲစဉ်မှာကျွန်တော်ကတော့ဒါတလုံးကိုကျွန်တော်တို့ဒါ60နိုင်ဒီဒီလို body ကြီးတွေကပေါက်မှုခက်တယ်နော်။တလုံးတွင်း60နိုင်ကိုပေါင်းကြီးက390စာဒါအများဆုံး bookie စာပိုင်းလဲနော်ကျွန်တော်ကတလုံးအကွာလောက်တော့နိုင်မယ်လို့ထင်တယ်။ နိုင်ပွဲကလည်း AC Milan အတွက်ကပိုအရေးကြီးတယ်ပေါ့နော်ဒါဥရောပဝင်ခွင့်တက်နေတာဒီနှစ်ကတော်တော်လေးပြန်ဆိုင်မှုလည်းပြင်းထန်နေတာပေါ့နော်ဆိုဒီပွဲစဉ်မှာကျွန်တော် AC Milan ပဲခြိုက်ပါတယ်ဗျာ AC Milan body ပြင်ကျွန်တော်ဂိုးအောင်အောက်ကိုခြိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေဘောလုံးပွဲလည်းပေါက်ချပါစေဗျာနေကောင်းစားမှချမ်းသာကြပါစေ